မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေကျန်းသာပါစေဘိုင်ရဲကိုမျက်နှာမြဲဘိုင်ကိုတကြလို့အားလုံးပျော်ရွှင်ပါစေကျောင်းကိုဘိုင်ကြီးစုမကောင်းတောင်းပါတယ်ဗျာဒါဒီနေ့အမှုပညာဖတ်ခွက်စားလို့ပြောပြောနေကြတော့အမှုပညာသမားတယောက်ကို ထုတ်ပြပါဦးမယ် it's safe ဖြစ်သွားပြီဟေး it's safe ဖြစ်သွားပြီဆိုတော့စောင်းလိုင်းပေါ့နော်အဲဒါစောင်းလိုင်းရဲ့ပြောတာလေးကိုကျွန်တော်အတူတူနားထောင်ပြီးတော့မှကျွန်တော်ဆက်ပြောကြမယ်ကျွန်တော်ညီကမမဘာပြောကျင်လဲဆိုတာလည်းပဲကျွန်တော်တို့ဒါအာကောမန့်မှာဝင်ရေးပေးသွားလို့ရတယ် ဒီ LED လက်ထက်မှာဆိုတော့ sound line ကအာမြေကွက်တွေပါအရာ AC ဖြစ်သွားတာတချင်းတပုတ်တယ်အဲ့မှာလည်းဟိုနေကြားပေါင်းနဲ့ပြဿနာတွေတက်တာပေါ့နော်အမင်းကမနေတနေရမှာသူငါတပဲတော့သူဒါကြာပြဿနာဖြစ်လာတာကြားဘူးကြားမှာပါကဲပြောရင်ကြားတယ်အတူတူနားထောင်ကြည့်ကြမယ်ဟာမင်း online ကိုမကြောက်ဘူးလားကြောက်မသိဘူးကြောက် ကြောက်စရာမလိုဘူးမင်း online ကဝန်ထမ်းပြည်သူဗန္ဒာနိုင်ငံတော်ဗန္ဒာနိုင်ငံတော်ဆိုတာ အများပြည်သူရဲ့ဟာနိုင်ငံတော်ဗန္ဒာဆိုတာအများပြည်သူရဲ့ပတ်စံ လကစားတဲ့အများပြည်သူရဲ့ပတ်စံကိုစားတဲ့ဝန်ထမ်းအများပြည်သူရဲ့ဝန်ထမ်းကာကွယ်ပေးဖို့ခန့်ထားတာကျိုးတော့မသိဘူးရာဇပလင်ပေါ်မှာပြည်သူတင်မြှောက်ထားတဲ့အစိုးရမရှိချင်တက်ထိုင်တဲ့ခွေးတွေအရှင်ဖျားအရှင်ဖျားကျိုးတော့မလုံးလားအဲ့ခွေးဒီနေရာဒီကောင်ကလာပေါက်ကရီပြောနေတာကိုကျွန်တော်ဒါလေးကို reaction လုပ်ပေးခြင်းတာပါနော်ဘောကျော်ဘူးကြီးမင်းအောင်လိုင်းက ဟောဝေဒန်းဝေဒန်းကတော့မှန်ပါတယ်ဝေဒန်းကတော့မှန်ပါတယ်ဝေဒန်းဆိုတဲ့နေရာမှာအာဒါတက်စွန်ကြိုးပန်းနော်တိုင်းပြည်တောင်ကိုအသက်ကိုပဓာနာမထအသက်ကိုပိတ်ဆက်ပြီးတော့မှဒါဥမင်းအောင်လိုင်းမှာပြောတာမို့နော်ကျွန်တော်တက်မလို့ကောက်ွယ်တက်မလို့ဝေဒန်းတက်မလို့သားတွေအကုန်လုံးကိုကျွန်တော်ပြောတာဥမင်းအောင်လိုင်းတယောက်တည်းကိုကျွန်တော်ရည်စူးပြီးပြောတာမဟုတ်ဘူးဟုတ်ကဲ့တက်မလို့သားတွေအားလုံးဒီအသက်ဟိုအရာရှိဆုံးတော့16နှစ်ကစတယ်ကျန်တာကတော့သူအစင်မြေလိုဝင်ကြတယ်နော်အသက်16နှစ်ကနေပေါ့35နှစ်အတွင်းနေဝင်ကြတာရှိတယ်အဲ့တော့ဒီပုံပေါ်တွေဒီ ဟာလာဝန်ထမ်းတော့မှန်တယ်ဘာဝန်ထမ်းလဲဆိုကာဝေးဝန်ထမ်းနေကာဝေးဝန်ထမ်းငခိုးတဲ့ကကာဝေးတိုင်းကြီးကကာဝေးမှာကာဝေးဝန်ထမ်းပြည်တွင်းရံမဖြစ်ပြည်ပရံမဖြစ်သူတို့ကဒိုတွန်းနိုင်မယ်နော်ဆိုတဲ့ဒိုရေးသုံးပါကိုတပ်မတော်ကရှောင်းလန်းတဲ့အဖွဲ့စည်းတရဖြစ်တယ်နော်အဲ့တော့ရာဇပလင်ဆိုတာကအဒီနာမှာကျွန်တော်စကားပြောပြီဥနေဝင်လက်ထက်တမလောကာဝေးဥစည်းချုပ်ကနေပြီးတော့မှဒါဟို ဒီမိုကရေစီအစိုးရလက်ထက်ဦးနှုတို့အစိုးရလက်ထက်မှာပြဿနာတွေဖြစ်ကြတယ်တိုင်းရင်းသားလက်နက်ကိုင်တိုင်းဆက်ပွဲတွေဖြစ်ကြတယ်နောက်ဆုံးမထိသိမ့်နိုင်တော့တဲ့အချိန်ကျတော့ဦးနှုကနေမှဒါဥတည်ဝဲအပ်တယ်နောက်တစ်ချိန်မှာဒါကဦးနှုတို့နောက်ဆုံးကြတော့ဒါပြည်ပြည်အစိုးရပြတ်ဖြစ်သွားတယ်ပြည်ပြည်တွေဖြစ်သွားတယ်ပြီးတော့ အာဥဒေဝဲအဲအုတ်ချုပ်လာတယ်နော်အဲကောင်ကျွန်တော်သိရှိသလောက်ဆို1962ခုနှစ်လောက်ကဖြစ်မှတင်တယ်နော်ဒေါ်လာကြီးကောက်စီပေါ်လာတဲ့ပါညာဆိုတော့အဲနောက်1988ခုကျတော့ဒီမှာပြဿနာတွေဖြစ်လာပြီပြဿနာတွေဖြစ်လာတဲ့အခါကျတော့နောက်ခဲအဆက်ဆက်ပေါ်ကြာဦးစိန်လွင်တို့ဒေါက်တာမမောင်တို့ဦးစောမောင်တို့ဦးတန်းရွှေတို့ခဲဆက်ဆက်ပြောင်းမိလိုက်ပြီဦးတန်းရွှေလက်ထက်မှာဆိုလို့ချင်းဒါဒီမိုကရေစီလိုချင်တယ်ဆိုပြီးတော့မှဒီမိုကရေစီဆိုတဲ့အဲနီလန်တိုင်း ဒီမိုကရေစီဆိုတဲ့လမ်းစဉ်အတိုင်းအဲ့တော့လွတ်တော်လေးပေါ်ပေါက်အောင်လုပ်ပေးတယ်အဲပြီးသွားလို့ရှင်လို့ရှင်ဒါသူ့ရဲ့အဲတက်ဆိုင်ရာဌာနကြီးပါတီတွေဖွဲ့စည်းလို့ရအောင်လုပ်ပဲအဲ့ဒါရာဇပလင်ကဘသူထထားပေးတာလဲအဲ့ဒီတမနာဆိုတဲ့နေရာကိုဘသူကထထားပေးတာလဲပြည်သူကနေပြီးတော့တမနာနေရာဆိုသထားပေးတာလားတမနာကနေပြီးတော့မှ ဒီຢາကို ကဲတိုင်းပြည်အောချုပ်ဝတ်ဆိုင်ဒီနေရာကိုလောက်ပါဆိုပြီးတော့မှတော်တော်လေးဒါအားလုံးတွေဟိုလိုအပ်တဲ့ဒီမိုကရေစီနဲ့လိုအပ်တဲ့ accessory အကုန်နေဟာလားအတိုင်းဒေသကြီးတော်တော်တို့အဲပြီးတော့ခါကြတော့ပြည်သူတော်တော်တို့အမျိုးသားတော်တော်တို့ဒီလိုဟာတွေတိဆောက်မပေးခဲ့ပါဘူးလားသူလိုအပ်တဲ့ဒီမိုကရေစီနဲ့လိုအပ်တဲ့ accessory တွေသူပစ္စည်းပစ္စည်းတွေအကုန်ပြည့်ပြည့်စုံစုံနဲ့ထားပေးတာနောက်ဆုံးတမနာအိမ်တော်အားအစဟာလားအခန်းဆောင်တွေအစအစဆုံးကိုဘယ်သူလုပ်ပေးတာ ဘယ်ဒီသူကသွားလို့တာလားမဟုတ်ဘူးလေအဲ့ဒီချိန်တုန်းကတန်းတော်ကာကွယ်ရေးဦးစီးချုပ်ကြီးဖြစ်တယ်ဘာလို့လဲဗိုလ်ချုပ်ကြီးဦးတန်းရွှေကလုံပေးတာမဟုတ်ဘူးလားပြီးတော့မှမဲရွက်ကောက်ပဲလုံပေးတယ်မှာအဲ့တော့ရာသပွင့်လို့တက်တယ်ဆိုအဲ့ဒီနေရာတက်ထိုင်မှုတော့ဘယ်သူလုံပေးတာလဲဆိုတာဒီကောင်မသိတာလားဒီကောင်ထမင်းစားတာတော့မဖြစ်နိုင်တော့ဒီပုံစံဆိုဒါပေမဲ့ဒီကလာကဒီကောင်ဒီကောင်ကအဲ့ဒီ LLD လက်ထက်ကဖားရပြီပြောနေတဲ့ကောင်က LLD လက်ထက်က ဖြစ်နေတဲ့ကောင်မှာဟုတ်တယ်မလားအဲကျွန်တော်စောစောပြောခဲ့တယ်လို့ပေါ့ ။အိုးဘာလို့လဲဘေးဘက်တို့နဲ့ဟိုနဲ့ကြားပေါက်တို့နဲ့ဒီကောင်နဲ့ပြဿနာဖြစ်သွားတယ်။အဲပြဿနာတော့ဖြစ်သေးတယ်။အဲဒီချိန်မှာဥယျရင်ကိုရတော့မှပြောသေးတယ်။ဟဲ့မေးဘာဖြစ်တယ်ညာပြောဆိုသူ့ဥယျရင်ကိုရတော့မှအဲဒါကြားပေါက်ဘက်ကပြောတာရှိတယ်။ဒါကျွန်တော်တို့ကြားသိရတဲ့အနေထားပြောတာ။အဲ့တော့ဒီကောင်ကလူ့အမွေပြီးလူအတိမရှိတိတဲ့လူတွေကတော်တော်အုံးတော်တော်ကိုဆိုးတာပဲเนาะရာဇပလင်ရာဇပလင်ဟာပြောတာဘယ်ဟာလဲအဲ့ဒီတမနာဆိုတဲ့နေရာကိုဥတန်းရွှေလှုပ်ပေးခဲ့တာမဟုတ်ဘူးလား ဥတန်ကြီးကိုလိုက်သွားပြီးတော့မှသေးသေးချာချာဒါဟာဟိုနေစစ်စစ်တီးရှုပြီးတော့မှလွတ်တော်သေးမျိုးသားလွတ်တော်အဲတိုင်းသေးသားကြီးလွတ်တော် ပြည်သူလွတ်တော်အမျိုးသားလွတ်တော်အဲဥတည်ပြီးအကုန်လုံးကိုသူစနစ်တကျလုပ်ပေးခဲ့ပြီးတော့မှဒီပလင်ကြီးတွေဒါတောင်လုပ်ပေးခဲ့တဲ့ဥစ္စာကိုမသိရင်ပဲအမွဲရာသပလင်ကိုဒါဒီကောင်တည်းကတော့တလိမ့်ဆန်နေဆိုတလိမ့်ဆန်စကားရိုင်းဆိုင်တဲ့စကားတွေထွက်တဲ့အတွက်ကျွန်တော်ကတော့မထွက်တော့ပါဘူးဟုတ်တယ်နော်ဒါလေးကိုကျွန်တော်ရှင်းပြဒီဟာဖြစ်ဖို့တော့ကိုဘယ်သူလုပ်ပေးတာလဲဆိုတဲ့ဟာကိုဟိုခေါင်းနဲ့မထည့်ပဲနဲ့ဖျားတဲ့တဲ့ဟိုအလှူရှင်နဲ့ဒီစောက်လုပ်ပေးတဲ့ မြန်းနေပါညာစီပြီးတော့စောက်လို့တဲ့ပယံဒါဗဘူးပယံလက်သမားတွေဝင်နေနေပေါ့ဗျာအနုစိတ်လုံနေတဲ့ပုံကိုယ်တွေပေါ့ဘသူကပို့ပြီးတော့အဓိကကြတယ်လေဘသူမှအဓိကမကြဘူးဗျာရှင်းရှင်းလေးလှူတဲ့လူရှိမှ အလုတ်ပယံလုတ်ပေးမဲ့သူတွေကဖះတဲ့ပေးမဲ့သူကတဲ့လို့ရအဲ့တော့ဖះတဲ့ပေးတဲ့သူတွေရှိမှလဲလှူတဲ့သူကဖြစ်တယ်အဲ့တော့ကိုင်းကြုံမီကြုံကိုင်းမီအဲ့တော့မှကိုကွက်ပူပူသောယုံကြည်မဲ့သူတွေကကိုကွက်ပူသောယုံကြည်လို့ရရှိတယ်ကိုင်းကြုံမီကြုံဒီအားမဖြစ်လို့ကျင်ဒီအားပြဒီလိုမျိုးသွားနေလားအခုတိုင်းကြီးမှာဆိုလဲထုံတိနဲ့ကောတောင်းတော်နဲ့အဲအစိုးရဆိုတော့ကြုံကိုင်းမီကိုင်းကြုံမီဖြစ်ရမှာမဟုတ်ဘူးဒါကိုတစ်ဖက်စီးနေဤပြောသွားတာကြတော့ဒါ ကျွန်တော်တို့ပြောချင်တာတော့ဒါလူမျိုးစိမပရိပဒံပေါ့ဗျာအလဲလက်တန်းသားမဟုတ်ဘဲနဲ့အောက်တန်းသားလို့ကျွန်တော်ပြောချင်တယ်ကျောင်းကြီးကဘာမှမပြောချင်တယ်ဆက်နာတော့ကြည့်ပါနော်ဒါကျွန်တော်အထူးဆက်နာထောင်မှသူပါပြောလဲဆိုတာအဲ့ခွေးအချိန်တိုင်းရင်ရသပလင်ဘွားနေပြည်သူလူထုခဲနဲ့ဝိုင်းပေါ့ရင်ခင်ငင်ငင်ငင်နဲ့ဆင့်ပြရဆင့်ပြရအမေအမတစ်ကနေတသိန်း2021တွေပါလာမထုတ်ပြန်နဲ့မသိဘူးလက်မခံ ဘယ်သိမလဲအောက်တန်းစာဘာမှမတိုင်းမှဘောင်းကဘာမှမမရှိတာနိုင်ငံတော့ဘာလုပ်ခဲ့လဲတိုင်းပြည်တော့ဘာလုပ်ခဲ့လဲတပည့်စီချောင်းတော်မလဲခဲ့တဲ့ကောင်ကမသိဘူးလက်မခံဘူးဆိုတော့မင်းတို့ကဒီနိုင်ငံနဲ့လည်းမတန်ဘူးကိုယ်အမျိုးလည်းမချစ်တော့ကိုယ်နိုင်ငံလည်းမချစ်တော့ကိုယ်လူမျိုးကိုယ်မျိုးပါသာတာနာလည်းမချစ်ဒီကောင်ကလာပြစ်လို့လည်းထားလိုက်ပါတော့ကျွန်တော်မပြောတော့ပါဘူးကိုယ်အမိတ်ဘောဆိုထုံတယ်ဆိုတော့နိုင်ငံနိုင်ငံတိုင်းမှာဒီအမိတ်ဆိုတာကစီကန်းမော်စီကန်းထုတ်တာ ဥရီဆိုတာလဲစီကံမယ်ဥမလေယာမြေတွေရှိတယ်ဗျာလေယာမြေတွေကိုဟိုကဲမင်းတို့ဥရီတာမထုတ်ထားလို့ရှင်တော့ကျဲဘာဖြစ်မလဲအထက်မြေတိုက်စီးရေစောင်းအောင်ပြီးတော့ဟဲပြီးအကုန်လုံးဖြစ်သွားပြီးတော့မှစိုက်ပြိုးစားစားစားမြေကမရှိတော့ဘူးဖြစ်သွားတယ်အဲ့တော့အဲ့ဒါပါဘူးလို့အဲ့ဒီစိုးကျိုးတွေမြင်လို့ဥပဒေထုတ်တာနိုင်ငံမှာလည်းဒီတိုင်းပဲလေဒါကျွန်တော်မြင်ထင်တာမြင်တာပြောတာဥပဒေထုတ်တာဒီကောင်းအောင်လို့သာဥပဒေထုတ်တာ ဟုတ်တယ်လာမတုံးနဲ့ပါညာဆိုအေးအဲ့ဆိုဒီတန်းမှာလည်းလာမနေနဲ့အလုပ်တွေရှုံးမင်းတို့ဘယ်နိုင်ငံမှာနေနေဘယ်နိုင်ငံမှာလူပေါင်းလူစည်းကမ်းလူဥပဒေဆိုတာရှိတယ်မင်းမိလည်းမိမပဲမင်းမိမလည်းမိမပဲဆိုပြောမင်းမိလည်းတက်လို့လို့မရအောင်မင်းမိမလည်းလုပ်မယ်ဘာလို့ဆိုဥပဒေသူ့စည်းကမ်းသူကစက်သူကတတ်မှတ်ချက်လေးဆိုတာချိရဒါမလိုက်နာလို့မရအောင်နိုင်ငံမှာလည်းနိုင်ငံလိုက်နာတယ်လူမှာလည်းလူကျင့်ဝင်လူစည်းကမ်းဆိုတာလိုက်နာရတယ် ဲ့လိုမလိုက်နာလို့ချင်းဘာလဲမိမိကတလိษံဆက်မယ်တလိษံတွေကဒါငါသားငါသမီးဘာညာဆိုငါမင်းတိတာမဟုတ်ဘူးကြုံတယ်လို့ကြုံတယ်လို့သူတို့မိတ်လိုက်မရသေးဆိုမိတ်ထားလိုက်ကြတာအဲ့တော့ဥပဒေတော်မှာဥပဒေရဲ့အကြောင်းဒါတွေနားမလည်ဘူးမသိဘူးဆိုလို့ချင်းလူကျင့်ဝတ်ဆိုတာလည်းသိမှာမဟုတ်ဘူးအဲ့တော့မိမိကဘာဖြစ်လဲတလိษံအစ်တဲ့ထတ်နှိမ့်နေသူတွေဒါဖြစ်မယ်လို့ကျွန်တော်နေနေယူဆမိတယ်ညီကောင်မောင်မတွေကဘယ်လိုယူဆလဲကျွန်တော်တို့အတူတူအဲဆက်ပြီးတော့အာပြောတားထောက်ကြည့်လိုက်အောင်ပါဗျာမင်းတို့ခြေတော်ထုတ် အမိန်နေမင်းတို့လေကုံသွားမယ်စာရွက်ကုံသွားမယ်ငါတို့နာမနာခံဘူးမလိုက်နာဘယ်လိုက်နာလဲတရိစ္ဆာခွေးတွေကိုဟတ်ခွေးတွေမဲဒီလိုမလာနဲ့ဆိုရင်ခွေးတိတောင်းတာအတိညာမှမရှိတာလာမှာပေါ့ဟုတ်တယ်မဟုတ်အခုဒီနားမှာချီးမပါနဲ့ဆိုဘယ်တိမလဲပါမှာပေါ့ တလိမ့်ဆန်ဆိုတာကတလိမ့်ဆန်ပဲဆိုရလူဆိုတာဥပဒေဆိုတာကလူပေါင်လူစည်းကမ်းမှာလူဥပဒေဆိုတာရှိတယ်ဒါမလို့ကဒါမလို့ဆိုတဖက်လူရဲ့အကျိုးစီးပွားတဖက်လူရဲ့အကျိုးစီးပွားကိုပြက်စီးမှဆိုတဲ့အခါကြလို့ရှိရင်အဲပြက်စီးနိုင်တဲ့အမျိုးစီးပွားလို့ရှိရင်တော့ဒါဥပဒေဆိုတာအမိတ်တော့မှာပဲနိုင်ငံမှာလည်းတူတူကောင်မှာနိုင်ငံရဲ့ မိပြီးအစိုးရပဲတက်လာတက်လာအစိုးရတိုင်းကအမိန့်ထုတ်ကြတယ်အဲအစိုးရ LED အစိုးရလက်ထက်မလို့မဖောင်းလားဆိုဘူးလက်ဦးလားဆိုလည်းဖန်းကန်တောင်းတာ20ကျော်ကြတာပဲဒေါက်တာအေးမောင်တို့ဆိုလည်းဒေါက်တာ20ကျော်ကြတာပဲတုံသီးနှကောင်းပဲနိုင်ငံရေးသမားတွေလည်းအဲဒီမိုကရေစီပါဆိုတော့ကောအဲဒီမိုကရေစီပါဆိုတဲ့ပုံကိုယ်တွေကကောဒီနိုင်ငံရေးအမြင်နိုင်ငံရေးအခင်းကျင်းနဲ့ပတ်သက်ပြီးတော့အော်သူတို့လည်းနိုင်ငံရေးသမားတို့မကျင်တတ်လို့ပြောတာပဲဆိုရှိတာမရှိဘူးလေဥတွေနဲ့သွားတာပဲလေဟုတ်တယ်မလားအစိုးရဆက်ဆက်ကဒီတိုင်းပဲ တဲ့ဥပဒေတိုင်းပဲကင်ကြတာပဲဒေါက်တာသုကြီးအစိုးရဖြစ်လာလို့ရှိရင်လည်းပဲဒေါက်တာသုကြီးကိုကန့်လိုက်တိုက်တဲ့သူသူတို့လမ်းကြောင်းပေါင်းထဲမှာမဝင်တဲ့လူဆိုဒါထောင်ချပြစ်မှာပဲဒါတော့တမန်တာပဲဟုတ်တယ်မှာဘာလို့သူတို့အစိုးရလက်ထက်ကိုအစိုးရလက်ထက်ဘယ်အစိုးရလက်ထက်မှာဆိုသူတို့ထုတ်ပြန်တဲ့ဥပဒေကိုမလိုက်နိုင်လို့ရှိရင်ဥပဒေကြောင်းရအရေးယူကြမှာပဲအခုယခုအစိုးရလည်းပဲထုံနှီးလကောက်ပဲအဲဥပဒေကြောင်းရအဲမလိုက်နိုင်လို့ရှိရင်တော့ အဲဒီနိုင်ငံမှာနေနဲ့နေလို့ရှိရင်တော့ဒီနိုင်ငံထဲမှာနေတော့ဒီဥတွေလိုက်နာမလိုက်နာတော့ထောင်ထဲမှာနေကြမှာတော့ဒါတဘာဝပဲနော်အလဲဒီလက်ထက်မှာလည်းပဲအဲထောင်ကြသွားတဲ့နိုင်ငံရေးသမားတွေတပုံကြီးပဲ88ထဲမှာအလဲဒီလက်ထက်မှာလည်းကြသွားလူပဲအများကြီးပဲရှိတာသူကဘာထုတ်ကျင်တာတုံ့ပြန်ဆိုတော့သူပြောကျင်တဲ့စကားတလိမ့်ဆန်လောက်တောင်မှအတိတရားအတိညာမရှိပဲပြောကျင်တာပြောတယ်လို့ကျွန်တော်အနေနဲ့တော့ယူဆမိတယ်ကျွန်တော်ညီကောင်မလေးဘယ်လိုယူဆမိလဲဒါကျွန်တော်သိတယ်ပါတယ်ဒီကောင်တွေကရှင်းရှင်းပြောလေပဲရှိတယ်ရှုံးကြီးရှုံးနေပြီ အခုဒီကောင်းနေနိုင်ငံခြားထပ်ပြနေတဲ့ကောင်းနေမြန်မာနိုင်ငံနဲ့ဝင်လက်အုပ်ကြည့်ပြီးစောင်းနိုင်နေကောင်းမလဲလက်အုပ်လေးကြည့်ပြီးမြန်မာနိုင်ငံနဲ့ပြန်ဝင်ပြရစီဆိုရမှာကြာငယ်တောင်းခံလာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်အညီကောင်တော့လည်းဘယ်လိုယူဆလဲအတူတူဒါကောမန်နေရေးပေးခဲ့ကြပါအောင်အားလုံးတို့ဒါပြေးပါသေးကြပါ